ဟဲဝင်ရဲ့အထင်လွဲတာမခံနိုင်လို့နေတို့စိုင်းစစ်တွန်ခန်းတို့နဲ့ရှစ်နေတာတွေရက်ပြီးဖို့တောင်းဆိုလိုက်တဲ့အဆိုပြေပြည်သက်များလုံးမင်္ဂလာပါရှစ် celebrity mm ကနေပြန်လဲကြိုဆိုလိုက်ပါတယ် မင်းသားဟင်းဝီယန်ကတော့အခုချိန်မှာ အခြေအရန်ကိုကန်ကောင်းပြီးတော့အရန်ချစ်ပင်နဲ့ချစ်သူကောင်းမလေးဆိုပြေကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ဆိုပြေဟာဆိုရင်တော့ဟင်းဝီယန်ကိုမျက်နှာတစ်ချက်အညိုမခံမိအထင်လွဲစေမဲ့ကိစ္စမျိုးတွေကိုလည်းလုံးဝမပြုတ်လို့ဖိနေနေထိုင်တတ်တဲ့တိတ်ခါကြီးမားတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်သူမကိုချစ်ရတဲ့ဟင်းဝီယန်အထင်မလွဲစေဖို့အတွက်တခြားအမျိုးသားတွေနဲ့ပေးစားနေရတွေကိုချက်ချင်းရက်ဖို့အတွက်ပြည်သက်တွေကိုတောင်းပန်စကားပြောနေခဲ့ပါတယ်။ မင်းသမီးဆိုဖြိတ်ကဘလောက်ပဲအနေထိုင်ပြီးနေပါစေဝေဖန်မှုတွေကမလွတ်ကင်းခဲ့ပါဘူးဒါပေမဲ့သူမကဘလောက်ပဲဝေဖန်နေပါစေဒီကိစ္စတွေကိုဘာမှတုံ့ပြန်ပြောဆိုတာမျိုးမပြုလုပ်ခဲ့ပါဘူးအခုချိန်မှာတော့သူမရဲ့ချစ်သူဟင်းဝင်းရန်တယောက်အထင်မြင်လွဲပြီးတော့နှစ်ယောက်သားကြားပြဿနာတွေတိုက်ရမှာဆိုတာကြောင့်ဒီကိစ္စတွေကိုကိုယ်တိုင်တောင်းဆိုလာခဲ့ရဖြစ်ပါတယ်ဆိုဖြိတ်တစ်စိန်ကလက်ရှိမှာဆိုရင်ကျင်းပေါ်ဇလန်းတွဲကြီးနဲ့အတူအရန်ကိုအောင်မြင်နေရပါအကယ်ဒမီမင်းသမီးတက်လက်လည်းဖြစ်ပေမဲ့ဇလန်းတွဲကိုရိုက်ကူးရတဲ့အခါမှာတကယ်ကိုပြည်ပြင်ပိုင်နိုင်စွာနဲ့တယောက် ောင်နိုင်ခဲ့ရကိုတွေ့ရပါတယ်။ဒါကြောင့်ပြည်သက်တွေကတော့အရန်သဘောကျနေပြီးအထူးသဖြင့်ဇလန်တွေထဲမှာအထူးတရုပ်ဆောင်ခဲ့တဲ့မင်းသားနှစ်ယောက်နဲ့ပေးစားနေခဲ့ကြတာဖြစ်ပါတယ်။ဇလန်တွေမှာလိုက်ဖက်ညီစွာတယောက်ဆောင်ထားတာကြောင့်သဘောတူနေကြတာတင်မဟုတ်ပေအပြင်လောကမှာလည်းချစ်သူတွေဖြစ်လက်တွဲဖို့အတွက်အတင်းပြောဆိုနေကြတာဖြစ်ပါတယ်ဒီလိုပြောဆိုတာတွေကများလာခဲ့ပြီးတော့အမှန်တကယ်ပဲစိုးပြစ်တဲ့စင်နေအဲ့ဒီမင်းသားနှစ်ယောက်နဲ့တွဲနေတယ်လို့မျိုးအထင်မြင်လွဲစရာတွေလည်းရှိလာခဲ့ပါတယ် ဆိုဗီယက်တစ်စိန်ကိုဇက်လိုက်မင်းသားဖြစ်နေတဲ့နေထွန်းနဲ့လည်းအတင်းပေးစားနေကြသလိုဇက်ကားထဲမှာမပေါင်းဖက်လိုက်ရတဲ့စိုင်းစီတုံခန်းနဲ့လည်းအပြင်မှာပေါင်းဖက်ကြဖို့အတွက်ပြောနေကြပါတယ်။သတင်းမီဒီယာတွေကလည်းအမျိုးစုံလျှောက်ပြောနေရကြောင်းဒီလိုမျိုးလောရက်တွေကိုရကြဖို့အတွက်မင်းသမီးလေးဆိုဗီယက်တစ်စိန်ကတောင်းဆိုလာခဲ့ရပါ။ဒီမနေ့နဲ့အခုလိုလောရက်တွေကြောင့်ဒီမရဲ့ချစ်သူဟိဝင်ရန်တယောက်အထင်လွဲသွားမှာကိုအရန်စိုးရိမ်နေရဖြစ်ပါတယ်။ဟိဝင်ရန်ကဒီမကိုရိုးရိုးအေးအေးမိန်းကလေးတယောက်ဖြစ်ပေမြင်တွေ့ချင်တာကြောင့်ချစ်သူရဲ့သဘောကျရိုးအေးစွာနေထိုင်ပေးနေခဲ့ရပါ။အိမ်မူ ကိစ္စနိုင်နေပြီးတော့မိဘပေါ်မှာလည်းတည်တတ်တယ်လို့အရှုံရှင်းလဲလုံးဝမရှိတဲ့မင်းသမီးတစ်လက်အဖြစ်ဂုံယူစွာရက်တည်နိုင်ခဲ့ရတယ်။သူမရဲ့ဂုံတိတ်ခါပဲဖြစ်ပါတယ်။ဘဝတစ်ချောင်းလုံးအခုလိုမျိုးနေထိုင်ခဲ့ပြီးတော့မှလက်ရှိမှာမင်းသားနှစ်လက်နဲ့အပြိုင်ပေးစားခံနေကြတဲ့ကိစ္စတွေကတကယ့်ကောင်မှာအဆင်မပြေလှပါဘူး။အဲ့ဒီမင်းသားတွေထဲမှာသက်ဆိုင်တဲ့မင်းကလေးတွေရှိရင်လည်းမျက်နှာပူစရာတွေဖြစ်ပြီးတော့အားနာစရာကိစ္စပဲဖြစ်ပါတယ်။အထူးသဖြင့်တော့သူမနဲ့မကြခင်မှာလက်ထပ်တော့မဲ့မင်းသားဟင်းဝင်ရဲ့မျက်နှာပူစရာအထင်လွဲစရာကိစ္စတွေဖြစ်သွားမှာကိုစိုးရိမ်နေခဲ့ရှာတာပါ။ ဒါကြောင့်တမလိုမျိုးအရှက်သိခံရှိတဲ့မိန်းကလေးတယောက်ကိုအလို့တူတွဲလို့နေတဲ့မိန်းသားတွေနဲ့ပေးစားတဲ့ကိစ္စတွေကိုမလုပ်ကြဖို့အတွက်တောင်းပန်ခဲ့တာဖြစ်ပါတယ်။မိန်းသမီးလေးဆိုပြတဲ့စဉ်ကတကယ်ကိုတည်ငြိမ်အေးဆေးသူလေးဖြစ်ပြီးတမရဲ့ဘဝမှာအမှားရင်းတစ်ခုဖြစ်မှာကိုစိုးရိမ်နေခဲ့ရပါဒီအသက်အရွယ်ထိအရှုပ်ရှင်းကင်းပြီးနေထိုင်ခဲ့တဲ့အတွက်ဘဝတစ်လျှောက်လုံးမှာဂုဏ်သိက္ခာကြီးမားစွာနဲ့ဆက်လက်ရည်တည်နိုင်ဖို့အတွက်ကိုစူးစမ်းနေရဖြစ်ပါတယ်။အခုလည်းမကြခင်မှာလက်ထပ်ဖို့ဒီစီစဉ်ထားတဲ့ချစ်သူဖြစ်သူဟင်းဝင်းရဲ့အထင်လွဲမှာဆွေးအတွက်တခြားမိန်းသားတွေနဲ့မပေးစားကြဖို့အခုလိုတောင်းပန်လာ ခဲ့ရဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောဆိုဗီယက်စင်ရဲ့ဒီလိုတောင်းဆိုမှုတွေပေါ်မှာဘယ်လိုမျိုးထင်မြင်မိကြပါသလဲရှင်။အဆုံးတကြီးရှုပေးရတဲ့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။